သွေးကြောပိတ်ခြင်းကြောင့်ဖြစ်ပေါ်လာသော ischemic stroke ရှိသူများတွင်သွေးကြောထဲသို့သွေးတုံးတစ်ခုပိတ်ဆို့နေခြင်းကြောင့်ကိုယ်ခန္ဓာတစ်ဖက်တစ်လက်တက်အားနေခြင်း၊လက်လျှောက်ရာတွင်အခက်ခဲရှိခြင်း၊ခြေလက်မတည့်ခြင်းသို့မဟုတ်မျက်စိမြင်တာမှုပုံမှန်မဟုတ်ခြင်း၊ပြောစကားနားမလည်နိုင်ခြင်းသို့မဟုတ်စကားလုံးများကိုမှန်မှန်ကန်ကန်မထွက်နိုင်ခြင်းကဲ့သို့သောရုတ်တရက်ဖြစ်ပေါ်လာသောရောဂါလက္ခဏာများဖြစ်ပေါ်နိုင်ပါသည်။ အဲ့ဒီလိုအခြေအနေမျိုးမှာတော့ယောဂလက္ခဏာတွေပေါပေါက်လာတဲ့ပထမအချိန်အတွင်းမှာတတိယအဆင့်စတုကုတရေးစင်တာတစ်ခုကိုအမြန်ဆုံးတွားရောက်ရောက်ရှိဖို့အရေးကြီးပါတယ်အကြောင်းကတော့ယောဂလက္ခဏာတွေပေါပေါက်လာတဲ့ပထမအချိန်နှင်းငယ်အတွင်းသွေးတုံးကိုနီလက်မျိုးစုံနဲ့အရေးပြောင်းနိုင်ခဲ့ရင်သွေးလက်ပတ်မှုကိုပြန်လည်ရရှိစေဖို့အခွင့်အလမ်းရှိပါတယ်ဒါဆိုရင်လည်းယောဂလက္ခဏာတချို့ကိုတစ်ခဏတည်းမှာပဲပြန်လည်ပြောင်းလဲနိုင်စေပါတယ် တလကြပြီးနောက်မှာလဲရုပ်ပိုင်းဆိုင်ရာထိမ့်သိမ့်ကုသမှု physiotherapy ဆက်လုပ်ပေးရင်ဒီကုသမှုတွေလက်ခံရရှိတဲ့လူနာတွေဟာမကုသမှုမရရှိတဲ့လူနာတွေနဲ့နှိုင်းရှင်ရင်ပိုကောင်းတဲ့ရလဒ်တွေရနိုင်ပါတယ်အစဉ်ချင်းကုသမှုတွေကဘာတွေလဲဆိုတာပြောပါမယ်ယောဂလက္ခဏာတွေပေါ်လာတဲ့ပထမအချိန်နှင်းငယ်အတွင်းမှာတော့ tenic deployment လို့ခေါ်တဲ့စီးထူးခြင်းတို့မဟုတ် recombinant tissue plasma melogen activated လို့ခေါ်တဲ့စီးထူးခြင်းကိုတွေးကြော်တဲ့တိုက်ရိုက်ထိုးနိုင်ပါတယ်ဒီစီးတွေကတွေးတုံးကိုအရေးပြောစေဖို့အသုံးပြဦးတာပါ ဒါပေမဲ့ပထမအချိန်နဲ့ငယ်ကုသမှုအချိန်ကပြီးသွားပြီးနောက်တောင်တောင်တစ်ခါတလေ7နှစ်နာရီအထိတောင်အခုခေတ်တကုသနည်းတွေနဲ့အစင်းညင် Cath Lab Interventional Radiologistry Interventional Neurologistry Neurosurgery တွေရှိနေတဲ့နေရာမှာတော့အုံနောက်ထဲမှာတွေးကြော်တဲ့ကိုခက်တဲ့တိုက်ရိုက်ထည့်နိုင်ပြီးတွေးတုံးကိုစုပ်ထုတ်နိုင်တယ်ဒါမှမဟုတ် stent တစ်ခုထားပြီးတွေးတုံးကိုပြန်ထုတ်နိုင်တယ်ဒီလိုလှုပ်ခြင်းကတွေးလမ်းကြောင်းကိုချက်ချင်းပြန်လည်ဖွင့်ပေးနိုင်ပါတယ် ဒီကုတနီကိုမှန်ကန်စွာအချိန်မှန်မှာမှန်ကန်တဲ့ဈေးရုံမှာလုံနိုင်ရင်ပိုပြီးအောင်မြင်မှုရှိနိုင်ပါတယ်။ဒါကြောင့်ဒီအချက်ကအလွန်အရေးကြီးပါတယ်။ကျေးဇူးပြု၍တင့်မှာလက္ခဏာတွေပေါ်လာလာတဲ့အမျှအမြန်ဆုံးဈေးရုံကိုသွားပါအသေးစားဈေးကန်းတွေသို့မဟုတ်ပုဂ္ဂလိကဈေးကန်းတွေမှာအချိန်မပြုံးပါနဲ့ neurologist ဆိုင်ရာပဲဖြစ်ဖြစ်အကောင်းဆုံးအချိန်ကလက္ခဏာတွေပေါ်လာတဲ့အချိန်ကနေတနာရီတွင်းဂုံးဒလောင်းဖြစ်ပါတယ်ဈေးရုံနဲ့အရေးပေါ်ဌာနကိုအမြန်ဆုံးသွားပါ